Hello everyone, my name is Mong Slow. Today I'm going to present a manhwa recap video, so please watch, enjoy, and support it. Don't forget to like and subscribe. Thanks you. ဘဘလူတေချင်းအော်ဟာတွေထွက်ပေါ်နေတယ်ငါရှိကသူကငါတီးတဲ့ဂျင်ဆောင်ရဟုတ်ရဲ့လားဆိုပြီးအသွေးနဲ့ချဲ့နေချင်းအင်ဂျင်အာရောင်အင်ဂျင်အာရောင်ဆိုတဲ့ခေါ်တန်ကိုကြားလိုက်ရတဲ့အတွက်အသီးစိတ်ပြန်ဝင်လာပြီးညစ်သက်ဆန်ဆိုကသူ့အစွမ်းကိုတောင်းလိုက်ပါတယ်ညစ်သက်ချင်းစိတ်စွမ်းအားအစင် S တိုက်ခိုက်ရေးစီပြန်လေကုသဖို့အတွက်တင်းထန်သောရည်ရွယ်ချက်ဖြင့်ပြောရတွင်အောင်းနေသည်အထက်စီခံရသောတိမိတ်ခန္ဓာကိုယ်ကိုပြန်လေဖွင့်ပြိုးစေသည် ပြစ်မှတ်ဤကောင်းတို့မဟုတ်နှလုံးဤ80ရာခိုင်နှုန်းကြက်နေသေးလျင်အောင်းနေစွာကုသနိုင်သည်အသုံးပြုသူနားလည်သောထရနာမှုညာအတော့တာအကျိုးသက်ရောက်သည်ဤကြွကျင်မှုကိုအသုံးပြုတိုင်းပိုင်ရှင်မှာတင်းထန်သောစိတ်မောပန်းခြင်းကိုခံစားရသည်ထို့သောဆရာဝန်မမရဲ့ကုသမှုကြောင့်တင်းလင်ကောင်းမွန်လာတဲ့ဘဲကြီးကခြင်းဆောင်ကိုထတ်ထိုးဖို့လုပ်တဲ့အတွက်ခြင်းဆောင်ကဝါလက်မနာဘူးလားလူမင်းနေတော့ဘဲကြီးကထထိုးလိုက်ပေမဲ့ဂျင်းဆောင်ကသူ့ရဲ့အယိုးကြီးနဲ့ကာထားတဲ့အတွက်ဘဲကြီးကအံ့ဩသွားပြီး လက်သီးနဲ့စိတ်တင်းများမှုကတရားသေးပဲဆိုကအရှိပါရှိတစ်ချက်ပြီးတစ်ချက်တစ်ချက်ပြီးတစ်ချက်ထိုးသလိုရရှိလာတဲ့ဒဏ်ရာတွေကိုလည်းနောက်ကဆရာဝန်မမကစတိုက်ကုသပေးနေပါတယ်ဒါကိုအငင်းကတ်သွားတဲ့ချင်းဆောင်ကဟဲ့လူခဏလေးတော့ဒီတိုင်းနေနေပါအောင်ဦးလေးဆိုကအယိုးလက်ကြီးကိုထုတ်လိုက်ပြီးဘဲကြီးကိုချုပ်ပလိုက်ပါတယ်အယုံညင်တန်ကျူအတုံးကျူသူထက်တခြားသူများဤလှုပ်ရှားမှုများကန့်သက်ခံရနီအတုံးကျူသူမှာအယုံညားကိုလက်နက်အဖြစ်အတုံးကျူနိုင်သည် ဒါကိုမှတ်မိလားခင်ဗျားနဲ့အရင်ကလက်တီထိုးပြိုင်ခဲ့တယ်လေဦးလေးဟမ်ဘာကြည့်လို့မင်းဦးလေးလဲနာလာဦးလေးနာရဲ့လားကျွန်တော်ကလည်းဒီလိုလုပ်ခဲ့တာလေဦးလေးအဲ့တုန်းကဘလောက်နာကျင်ခဲ့လဲဆိုတာကိုရောသိရဲ့လားခင်ဗျားနားထောင်နေရဲ့လားဦးလေးရရပါတော့ ကျွန်တော်ပြောတာကိုနားထောင်ရမှာပေါ့ဦးလီမြင့်သက်ဆန်းမြင့်သက်ဆန်းမြင့်သက်ဆန်းထို့သူမမကကုသလိုက်ဂျင်းဆောင်ကရှင်းလိုက်နဲ့တေးလိုက်ရှင်းလိုက်ဖြစ်နေတဲ့တန်းကိုမခံနိုင်တော့တဲ့ဘေးကြီးကမလုံးနေတော့အင်ဂျင်အားရောက်ငါဒီနာခြင်းမှုကိုဆက်ပြီးမခံစားနိုင်တော့ဘူးလို့မမကိုလှမ်းအောင်ပြောလိုက်ပါလေကျင်းဆောင်ကတော့မမလေးလို့ညီရင် လူတက်မှုအထောက်ကူ ။ဆွေးညည်နေတော့တစ်ပင်မှကြီးလုထားတော့တစ်တာပတ်တန်စိတ်ဆွမ်းအားအစဉ် S ဟဟဟဆီယမအာယောမင်းဘာတွေတွေးနေရလဲကျင်းဆောင်မင်းအခုတက်လိုက်တဲ့လူနှစ်ယောက်ကလူမမကပြောနေတော့ကျင်းဆောင်ကအတင်းဆွဲခေါ်သွားပြီးဟေးဟေးအယုတ်ကြီးဆိုကချင်းသိရှိရကိုခေါ်လာပါတယ် ချင်းသိက်ကတော့ဒံယာပေါင်းများစွာနဲ့ဂျင်ဆောင်တို့ကိုတည်ကြည့်နေပြီးမမကိုသိရင်တော့လူသားမင်းမှာဒံယာမရှိတာကိုကြည့်ပြီးဆုံးဖြတ်ရရင်ပတ်ကျင်ဆောင်ကမင်းကိုတဘောကျနေတဲ့ပုံပဲမင်းမှာမိုက်တဲ့ကံကောင်းမှုတွေရှိနေတာပဲဆိုပြီးပြောတဲ့အတွက်မမကထိုင်ထန်သွားပြီးဖះရီမန်မကောင်းဆိုးวะမဟုတ်ဘူးစိတ်ဆွမ်းအားကစကားပြောနေတယ်ဆိုပြီးရည်ရွတ်နေပါတယ်ဒံယာပေါင်းများစွာနဲ့စူးစိုက်ကြည့်နေတဲ့ချင်းသိက်ကတော့စိတ်ထဲမှာ အဲကောင်းမလေးရဲ့လက်နဲ့တတ်တာခံရဖို့သူဘလို့အကြံရသွားလဲဆိုတာတော့ငါမသိဘူး။ဒါပေမဲ့ဒီအခွင့်အရေးကိုငါလက်လွတ်လို့မဖြစ်ဘူး။ဒီကောင်ငါ့ကိုဆက်ပြီးဆွဲခွန်နေတာကိုလွတ်ထားလို့မဖြစ်ဘူး။ငါသူ့ကို တိမ်သွင်းရမယ်။လူသွေးကပတ်ကျင်ဆောင်ကမင်းတတ်တာကိုခံဖို့စီစဉ်နေတာပဲ။မင်းအသက်ရှင်ခြင်းရင်ဒီအခွင့်အရေးကိုလက်မလွတ်ဖို့အကြံပေးခြင်းပါတဲ့။ စိတ်မတည်ငြိမ်ခြင်းကြောင့်ခန်းစားချက်တရားတွေကအရင်လာတဲ့လို့ပြောနေတဲ့အခါမမကနားမလဲပဲထိတ်လန့်နေပြီမဲ့ဂျင်းဆောင်ကတော့တရားရခတ်သွားပြီးစကားပြောနေတဲ့ချင်းတစ်ကိုထိုတတ်ခိုက်ချက်ကြောင့်တရားညားစွာနဲ့ချင်းတစ်ကမင်းအောင်နေဖို့ညှော်လင့်ပါတယ်လို့ပြောရင်တယောက်ွယ်သွားပါတယ် ဘီလီယောင်ဤနံယိုစိတ်စွမ်းအားအဆင့် A++++ တိုက်ခိုက်ရေး A++++ ဝိညာဉ်ညာဤဖြစ်ရင်ဘီယောင်ဤနံယိုဖြစ်သည်ထိုးနှက်လျင်နှက်ဆပူမာလာပြီးထူးရိုက်လျင်လည်းနှက်ဆပူမာလာသည်ချင်းသည့်တယောက်ွယ်သွားပြီးနောက်ချင်းဆောင်ကအိုးဟုတ်တာပဲအေးယုံနဲ့ဘလို့တရမလဲဆိုတာကိုတယုံမလို့ကိုမိသွားတာပဲဆိုပြီးအယူတယောက်လိုဖြစ်နေတော့နောက်ကမမကချင်းဆောင်မင်းမင်းဘာဖြစ်လို့တရမှာလဲ ်ငါတို့အကုန်ဘာဖြစ်လို့ဒါကိုလုံနေရတာလဲဆိုပြီးမေးတဲ့အခါဂျင်းဆောင်ကအာရဝန်တာပုံစံပြင်ဖြစ်သွားပြီးမမလက်ကိုဆွဲကင်ကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကပြဿနာရှိတဲ့ကလေးတယောက်မှုလို့လीဆီယာမကသူနာကြီးမှတ်လားဆိုးတဲ့ကလေးတယောက်ကိုလွယ်လွယ်တတ်နိုင်တဲ့လူကြီးလीဟုတ်တယ်မှတ်လားဟုတ်တယ်မှတ်လားဆိုပြီးမေးနေတဲ့အတွက်မမကဖះဖះဆိုကဒုခွေကြသွားပါတယ်ဒါကိုဂျင်းဆောင်ကဘာလဲကျွန်တော်ကိုမတတ်နိုင်ဘူးလားဒါဆိုရင်ခင်ဗျားကိုမလိုအပ်တော့ဘူး အာဂျင်းဆန်အာအဟိ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 အတော့မဝင်တဲ့သူတွေကဒီတိုင်းတေးသေးတယ်လို့ကျွန်တော်အတော်ကပြောဘူးတယ်အဲ့ဒါကြောင့်ကျွန်တော်နေ့တိုင်းနေ့တိုင်းတေးဖို့လိုခဲ့တာထိုချိန်မှာပဲဟေးဆိုတဲ့ခေါ်တန်တဲ့အသူဆေးရုံကဓာတ်ချောင်းနဲ့ရောက်လာပြီးပတ်ကျင်ဆောင်လို့အခေါ်လိုက်ပြီး ဆာဆီယာမကိုလွတ်လိုက်ပါလို့တပါတဲ့ပြောတော့ဂျင်းဆောင်ကအဲလက်ထောက်ဖွဲ့ကောင်းဆောင်လို့ရည်ရွယ်ရင်းဆန်းရွက်လက်ထဲမှာဓာတ်ကိုနင်းလိုက်ရတဲ့အတွက်တျော်သွားပြီးဒါပေမဲ့မင်းလှုပ်နိုင်တာပဲလက်ထောက်ကောင်းဆောင်ဆိုကမမကိုလွတ်ချလိုက်ပါတယ်ဒီတော့အောက်ကျသွားတယ်မမကအာအာထွက်ပြီးတော့ဆန်းရွက်အာဆိုပြီးလက်အော်ပြောပါတယ်ဆဲယုံကတော့သူ့စွားကိုစုရင်စိတ်ထဲကြီးညက်တဲ့ကန့်တဲ့တိုက်ပွဲတုန်းကငါ့ရဲ့ဥကြုတ်ကိုထက်ပြီးတော့ဂျင်းဆောင်ကတာမန်ပြန်ဖြစ်သွားတာ ဒါပေမဲ့အခုသူစိတ်ဆွာရှင်အများစုကိုတက်ပြီးသွားတာတောင်သူတာမန်ပြန်မဖြစ်သွားသေးဘူးအဲ့လိုဆိုရင်ငါ့အတွက်ကဒီတနည်းပဲကြံတော့တယ်လို့သွေးကသူ့ဓာတ်ကိုစွားရည်နဲ့လွှမ်းခြုံရင်း ဥဆောင်အားရဲ့တင်ဂီတဖြစ်တဲ့နှစ်ဆူဥဂျူကိုထုတ်နေပါတယ်။သို့တော်လည်းအားနေနေပြီးဖြစ်တဲ့ဆေယွန်ကသူ့ရဲ့တင်ဂီတဖြစ်တဲ့နှစ်ဆူဥဂျူကိုမထုတ်နိုင်ပဲဖြစ်နေတော့ဂျင်ဆောင်ကသွေးပီနေတဲ့သူ့ရဲ့လက်နဲ့ဓာကိုကိုင်းလိုက်ပြီးနောက်ဆုံးတော့ဒီဓာဟုတ်တယ်ဒီဓာကလုံနိုင်တယ်နောက်ဆုံးတော့ငါကြေကြေရှိရှိတည်နိုင်ပြီးလို့ပြောနေတဲ့အတွက်ဆေယွန်လည်းကြောက်နေပါတယ်။ကြားလေးကောင်မကောင်းဆိုးဝါတက်ချက်သူစိတ်ဆွမ်းအားအဆင့် A N အတော့ညူသူအပေါ်မူတည်ပြီးတိုင်းတာသည် ရှီလာမင်းနေတီတော်ဤအကြီးအကဲဆုံးဖူချုပ်ခင်ယူစင်ပိုင်းဆိုင်ခဲ့သောဓာဖြစ်သည်ဤတန်းသားဤအဝေးမှာအချိန်နှင့်တကြီးညီဆင်းသက်လာသည်လှို့ဓာကိုလွတ်လိုက်စိတ်စွာအဆင်ဤတို့မဟုတ်ဤအထက်ရှိသောဓာသမားများသာဓာကိုသုံးနိုင်သည်ငါကဓာတ်မမဟုတ်တော့ဒီသားကိုကင်လို့မရဘူးအဲ့တော့မင်းငါ့ကိုထိုးရမယ်လက်ထောက်ကောင်းဆောင် ငါကိုဓာတ်နဲ့ကောင်းကောင်းထိုးပေးနိုင်တယ်မှတ်လားဆိုပြီးဂျင်းဆောင်ကတယောနေတဲ့အတွက်ဆန်းယုံကဂျင်းဆောင်ကိုကန်ထုတ်လိုက်ရင်နင်ယူနေတာလားနင်းကိုဓာတ်နဲ့ထိုးစီခြင်းတည်းဟုတ်လားအသိထားပါအောင်ဟာလို့ပြောလိုက်ပါတယ်အကန့်ခံလိုက်ရတဲ့ဂျင်းဆောင်ကတော့ငါအဲ့ဒါကိုလိုအပ်နေတာမင်းမှမရှိဘူးလားလက်ထောက်ကောင်းဆောင်အဲအစင်ကြီးပါတယ်ဒီလိုဓာတ်ညွှန်းနေတာဆိုရင်မင်းအကြီးချင်းအများကြီးမလိုပါဘူး အဲချေးစုတူပြီးအဲ့ဒါကတစ်ချက်နဲ့မရလဲဘာမှမဖြစ်ပါဘူးလို့အယူတယောက်လို့ပြောနေတဲ့အတွက်စေယွန်ကအာတင်ထားစမ်းမအောင်ဟာအယူကောင်ရဲ့ဆိုပြီးအော်ပြောနေချိန်မှာပဲနောက်ကနေအဲ့မှာရက်ဆန်းအကျန်းဖက်ကောင်ဆိုတဲ့အတန်ကိုကြားလိုက်ရတဲ့အတွက်စေယွန်လည်းတစ်ချက်လှည့်ကြည့်လိုက်ပါတယ်ထို့နောက်မိုက်စတီအဖွဲ့ဝင်တွေထပ်မံရောက်ရှိလာပြီးဂျင်ဆောင်ကိုဝိုင်းထားကြသလိုဆရာဝန်မမကိုလည်းလူတယောက်က ကောက်ကောက်လုပ်ခဲ့ပါတယ်လီရှင်းလဲဒီကိုမကြခင်ရောက်လာတော့မှာပါ သူမရောက်ခင်အထီးတော့ငါတို့ထိန်းထားလိုက်မယ်လို့ပြောရင်ဆွဲထုတ်ပြီးနောက်ကျင်ဆောင်ကိုကြည်ကဒါပေမဲ့အိတ်ကောင်လေးကတကယ်ပဲတိမ့်မှတ်လားသူနဲ့ပတ်သက်ပြီးစစ်စင်ရေးစားလိုက်ရတော့မလားလို့မိနေချင်းကျင်ဆောင်ကတော့ ဘာလဲနောက်ထပ်ဦးလေးတွေလားအကုန်လုံးဘဲချိန်ကရောက်လာတာလေလို့ပြောနေပါတယ်မမကတော့ဘဲကြီးရဲ့အမေးစကားကြောင့်အသေးအတန်အိုးအအခုကငါတို့မလုံလောက်သေးဘူးငါတို့လုံချုံတဲ့အကွာအဝေးမှာနေတင့်တယ်ဆိုပြီးပြောနေတဲ့အတွက်ဘဲကြီးလဲဟမ်ဘာကိုဆိုလို့တာလဲလို့ပြန်မိရပါတယ်ထိုချိန်ဂျင်းဆောင်ကတော့လူအုပ်ထဲကနေပြီးတော့လှလှန်ကြနေပြီးအာခင်ဗျားလေးရှိနေတာပဲတော့ပြန်လဲကြိုးစို့ပါလေလိုလှမ်းတော်ပြောနေတဲ့အတော့ဘေးကဝိုင်းထားတဲ့လူတွေကမင်းအဝိုင်းခံထားရပြီပြီ အခုမင်းရဲ့စိတ်ဆောင်အားကိုပိတ်ပြီးအညံ့ခံလိုက်တော့မင်းအညံ့မခံရင်မင်းအရှုံးပေးအောင်လုပ်ဖို့အင်အားသုံးရလိမ့်မယ်လို့ပြောနေတဲ့အတွက်ချင်းဆောင်ကမင်္ဂလာပါလို့ပြောနေရလေတင်းနိုင်တလောက်ငါညဉ့်ညံ့နှုတ်ဆက်ခဲ့တာကိုကျွန်တော်ကိုထပ်ပြီးရိုက်အောင်မလို့လားဆိုကဝမ်းနဲ့တကြီးထိနေပြီးမှချက်ချင်းဆိုတလို့ပြန်တီသွားပြီးဘာလားဟာဒါဆိုလေစပြီးတက်လိုက်ကြတာပေါ့လူတက်သမားအထောက်ကူတသိန်း3683ရောင်းညောင်အမောင်တို့ရှူတိုင်းသဘောကြတော့ဆူတိုင်းတိလိုက်ကူ ါဒါကပါလေစိတ်ဆွမ်းအားကလူတွေကိုပါနေရာရွှေ့နိုင်တာလားတသိန်း3683ရောင်းညောင်းအမောင်တို့ရှူတိုင်းချုပ်လုခဲ့တော့ဝတ်ရောကျွန်တော်ခင်ဗျားတို့ကိုဆက်ပြီးမလို့အတော့ဘူးဦးလေးနဲ့အတော့အခုကျွန်တော်ပါတာနေထိုင်နိုင်နေပြီထိုနေခွင့်ကြောင့်ဆေးရုံက မဟုတ်ဘူးမဟုတ်ဘူးမဟုတ်ဘူးဒီလိုဒါဆိုရင်ငါတို့အကုန်တေကုံတော့မှာငါသူ့ကိုတားရမယ်သူ့ကိုတားရမယ်သူ့ကိုတားဖို့လိုတယ်အဲ့တော့အခုတေသွားလိုက်တော့ပီစံတီလိုက်ကြစံတေတေထို့သောကျင်းဆောင်ကိုဓာတ်နဲ့ထိုးပြီးတဲ့နောက်စေယုံကဓာတ်ကိုလွတ်လိုက်ပြီး အငါငါကဒီတိုင်းလို့စောက်တည်ရမရတယောလီတုံးမှာပဲဂျင်ဆောင်ကနောက်လဲကြည့်လာပြီးခေါင်းဆောင်တို့မပြောရဘူးမင်းငါ့ကိုဓာတ်နဲ့ထိုးမယ်ဆိုတာယုံမာတယ်ဒါပေမဲ့မင်းငါ့ကိုဓာတ်နဲ့ထိုးရင်ပိုညင်ညင်လေးထိုးခဲ့တဲ့တာလို့ပြောတဲ့အခါဆက်ယွန်းလည်းညက်ရည်တွေကျလာပါတယ်ထို့နောက်ဂျင်ဆောင်ကလဲကြသွားတဲ့အတွက်ဆက်ယွန်းကဖမ်းထားလိုက်ရပြီးငါတောင်းမှန်ပါတယ်ငါတကယ်တောင်းမှန်ပါတယ်လို့ပြောကငိုကြွေးနေပြီးဂျင်ဆောင်ကိုကနေဓာတ်ကိုဆွဲထုတ်လိုက်ပါတယ် ထို့နောက်ဂျင်ဆောင်ကိုဖတ်ထားတော့မှာပဲဂျင်ဆောင်တုံးခဲ့တဲ့စိတ်ဆွမ်းအားတွေကတတိကြီးတယောက်ွေသွားပါတယ်။ဒီတော့ဆယုံကညည့်ရီအရွှေသားနဲ့ဂျင်ဆောင်နင်းတာမန်အတိုင်းတင်းချစ်သွားပြီလားလို့မိနေတော့ဂျင်ဆောင်ကအဲ့ဟာကနေလန့်လို့တလို့နိုးထလာပါတယ်။ဒါကြောင့်မို့ဆယုံကသူ့အချစ်လေးဂျင်ဆောင်ရဲ့မျက်နှာကိုကန်ရင်ဂျင်ဆောင်တခုခုပြောပါဦးလို့ပြောနေပေမဲ့ဂျင်ဆောင်ကတော့တိတ်ဆိတ်နေပြီးမှဆယုံလက်ကိုဆုံးကင်လိုက်ပြီးဆယုံလို့ခေါ်ရင်း ကိုကိုကိုတည်တက်ခြင်းစိတ်ပိတ်နိုင်တော့လေလူတက်ခြင်းစိတ်မှလွယ်၍တခြားအာယုံခံစားမှုတွေယာယီပြတ်တောက်သွားညဒါကိုမသိသေးတဲ့ဆယုံကတော့ဂျင်းဆောင်တတိပြေဝင်လာပြီလားအခုငါနေကိုကုသပေးပါမယ်အဲ့ဒါကြောင့်ခဏလောက်တောက်ခံထားပါဆိုပြီးပြောနေပေမဲ့ဂျင်းဆောင်ကတော့အာမသိဘူးငါဘာတွေလုံလိုက်မိတာလဲမသိဘူးမသိဘူးငါမဟုတ်ဘူးဒါငါလူကျင်ခဲ့တဲ့ရာမဟုတ်ဘူးလေ သွေးတွေသွေးတွေနေရာအနှံ့ပဲအာဒါငါလိုချင်ခဲ့တာမဟုတ်ဘူးလေအာဂျင်းဆောင်နေပါတွေထိနေတာလေဂျင်းဆောင်ထပါအုံးတယောက်ယောက်ကျေးဇူးကြည့်ပြီးတယောက်ယောက်ကူညီပါအုံးထိုချိန်တောင်ရောင်ကုန်းစုတောင်းနေမင်းနေရာမှာတော့ဟမ်ပထမချင်းတည်းတည်ယူလာပြီလား အင်းချက်စိမှုအပြီးမှသူတို့ပြန်လာတာကိုအခုလေးတွေကအတိတ်ယူလာတာလို့မဲကြီးကပြောတော့ဣချန်းကတောင်ပိုင်းကောင်တွေတော်တော်ဒုက္ခရောက်သွားကြတယ်လို့တို့ပြောကြတယ်ဒါပေမဲ့ပထမဆင်းတက်ခဲ့တဲ့နေရာကမင်းငါကိုတ냐တိုက်ဖို့လွတ်လိုက်တဲ့နေရာမဟုတ်ဘူးလားဆိုတော့မဲကြီးကဟမ်ဟုတ်လားအဲ့ဒါဘယ်နေရာလဲလို့ပြန်မေးနေတဲ့အတွက်ဣချန်းကဟာမင်းတော့ဘယ်နေရာမှမမှတ်မိရင်ဘယ်သူကသိမှာလဲဟာ ငါအများကြီးအနိုင်ကျင့်ခံခဲ့ရတာကိုမင်းကငါ့ကိုဒီလိုဆက်ဆံနေတာပေါ့ဆိုပြီးအီဂျန်ကပြောနေတဲ့အတွက်မင်းကြီးကငါ့မားတွေပါအဲ့ချိန်တော့ငါဒန်နီရဲ့စာအုပ်ကိုဆင့်ခွန်နေတော့အာယုံတောင်းမှုလုံနေခဲ့လို့ပါလို့တရားထိတဲ့အတွက်အီဂျန်ကပါဒါဆိုမင်းကငါဂင်းအီဂျန်ကိုအာယုံတောင်းမှုအတွက်ပဲလှုပ်ခဲ့တာပေါ့ဆိုပြီးပြောတဲ့အခါမှာတော့မင်းကြီးကမင်းသွားရင်မင်းရောက်နေတဲ့နေရာကအရေးကြီးတယ်ဆိုပြီးနားလည်မှုလွဲသွားမှလေပြီးတော့မင်းကဘုဒ္ဓကိုမှရှုံးမှလည်းမဟုတ်ဘူးဆိုပြီးပြောနေတော့အီဂျန်ကမင်းငါ့ရဲ့ယာသူ ကိုရောတည်ရလားဟာစီနီယာမင်းကလူချင်းပဲလို့ပြန်ညွှန်းနေတော့မဲကြီးကဒါကြောင့်လဲငါမင်းကိုရွေးချယ်ခဲ့တာပေါ့အာတတရားနဲ့ဇရုဏညောက်တို့စဉ်သက်မှုကိုလည်းအတိပြုပြီးသွားပြီမကြခင်သူတို့ကိုထင်တရားလိုက်မယ်ဆိုတော့ဤကျန်လဲအိုးဒါဆိုနောက်ဆုံးတော့လို့ပြောနေတော့မဲကြီးကဟုတ်တယ်နည်းနည်းလေးဒါထပ်ဆောင်လိုက်ရင်ငါတို့ခစ်ကိုရောက်လာတော့မယ်ဆိုပြီးရည်ရွယ်နေပါတယ်ထို့နောက်အိပ်ညွန်နေတဲ့ဂျင်ဆောင်ဘက်ကိုလိုက်ပြထားပြီးတော့ 金少，金少，谁哟？啊，对俺又没啥奈哦。俺不老姐姐没多大嘞，都要当心你比哟。 ထို့နောက်မောပန်းနေတဲ့ဂျင်းဆောင်ကငါငါထချင်တယ်လို့ပြောတော့ဆယုံကဟမ်၃ရက်အတွင်းချက်ချင်းပြန်ကောင်းလာရအောင်နင့်ကိုနေယေရှုဖျားသခင်ညာထင်းနေတာလားနည်းနည်းတော့ပဲလှဲနေလိုက်ပါအောင်ဆိုပြီးပြောနေတော့အခန်းထဲကိုလီရှင်းကဝင်လာရင်ဟာ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 မိမိမပြောတာကိုနားထောင်တဲ့နဲ့ကိုမိမစကားကိုနားထောင်တာကတဟစာတာဖြစ်တဲ့မိသားစုလေးကို ဖန်တီးဖို့နီးလန့်ပဲလို့ပြောတော့ဆယုံကစာလို့ရည်ရွယ်ရင်ကြည်နေပါတယ် လီရှင်းကတော့ခုံကိုဆွဲယူကဝင်ထိုင်လိုက်ပြီးတတ်တာပတ်ကျင်ဆောင်အခုအဆင်ပြေပြီလားလို့မေးတော့ချင်းဆောင်ကဟုတ်ကဲ့အဆင်ပြေပါတယ်ကျွန်တော်တီချပေါက်နည်းနည်းတော့တရားကောင်းလာပါပြီလို့တည့်ချီနေတော့ဆင်းယုံကတော့အထက်ရာရှိရောက်လာတဲ့အတွက်ခုံကနေထပ်ပေးလိုက်ပါတယ်ဒီတော့လီရှင်းကပဲဆက်ပြီးကောင်းတယ်ပြောစရာတွေအများကြီးရှိတာမို့တီးခံပေးပါဦးအရင်ဆုံးနိုင်ငံပေးအန်ရဲ့စီမံမှုတည်င်းအချက်လက်စနစ်နဲ့နိုင်ငံတကာကက်ဆိုင်တတိပေးတဲ့စနစ်အကြမင်းကိုအသက်ရှင်နေတဲ့ဘေးအန်ရဲ့အဆင့်အထိအသတ်မှတ်ထားကြတယ် တရားအသက်ရှင်နေတဲ့ဘေးအန္တရာယ်ဟုတ်လားမင်းကတိုင်းပြည်ရဲ့တခြားကဏ္ဍတွေထဲမှာမှတည်သူတွေရဲ့ဘဝတွေပိုင်ဆိုင်မှုတွေလုံခြုံမှုနဲ့နိုင်ငံရဲ့စီးပွားရေးအတွက်ဘေးအန္တရာယ်တစ်ခုလို့သူတို့ကဆုံးဖြတ်လိုက်တယ်အဖွဲ့အစည်းနှစ်ခုစလုံးကမင်းကိုအကြမ်းဖက်မှုထက်ပိုအန္တရာယ်ရှိတယ်လို့ဆုံးဖြတ်လိုက်တဲ့ပုံပဲဒါပေမဲ့လည်းအထက်လူကြီးတွေပဲဒီအကြောင်းကိုသိပြီးတော့တခြားဘူးမှမသိသေးဘူးဒါဘာကိုဆိုလိုတာလဲဆိုတာမင်းနားလေလားတရားဘာကိုဆိုလိုတာလဲ ြောချင်တာကတော့ငါအကုန်လုံးကိုပိတ်ဆို့လိုက်ပြီခင်ဗျာတောင်ကိုရီးယားရဲ့တခုထဲတော့ SS စိတ်ဆွမ်းအားငါနဲ့အာယောင်းတော်မှအဆင့် S ပဲရှိတာကြည့်ရတာအဲ့ဒါကိုအခုထိမင်းဖုံးကွယ်လာတဲ့ပုံပဲပြီးတော့မင်းဘာလို့ဖုံးကွယ်ထားလဲဆိုတာကိုငါနားလည်ပါတယ်တောင်းမှမှာတဲ့ဒါပေမဲ့ကျွန်တော်ရဲ့စိတ်ဆောင်အားကိုနောက်တစ်ခါထပ်သုံးခိုင်းဖို့စူးစမ်းနေတာဆိုရင်ကျွန်တော်ကျွန်တော်လုံနိုင်မယ်မထင်ဘူး တတပတ်ကျင်ဆောင်ကဘာကြီးကဗယံဗဒအထစ်ဆုံးအချိန်ကိုရောက်နေပြီအရာက လုံးဝတေချာဘောက်ကိုမရေးချမ်းတော့ဘူးပြစ်မှုနှုံးတွေနဲ့လူတီနှုံးတွေကနေ့တိုင်းညက်တက်နေတာပြီးတော့ခွဲခြားသိမြင်နိုင်မှုလိုမျိုးနမတ်တွေနဲ့တရားတော်လို့မရတဲ့တခြားအရာတွေကပိုဆိုးလာကြတယ် မင်းရဲ့ကိုရေးကိုတာအချက်လက်တွေကိုပဲကြည့်ပြီးကောက်ချက်ချလိုက်တာကိုငါတောင်းမှန်ပါတယ်။ဒါပေမဲ့မင်းဘာလုပ်တင်လဲဆိုတာကိုမင်းသိတဲ့တယ်။အဲ့ဒါကတနိုင်ငံနဲ့တနိုင်ငံတရားနေတာဆိုပြီးတရားလဲသွားမယ်လို့မထင်သင့်ဘူး။အဲ့ဒါကမြောက်ကိုရီးယားပဲမဟုတ်ဘူး။တခြားနိုင်ငံတွေကလည်းတနရားဝင်စရာကိစ္စတွေကိုလုပ်နေကြတယ်လို့လီရှင်းကပြောတဲ့အခါဂျင်ဆောင်းကကျွန်တော်ကျွန်တော်ဒီတိုင်းဆိုကစဉ်းစားရကြက်နေတော့လီရှင်းကငါတို့ရဲ့နိုင်ငံကမင်းရဲ့ခွန်အားကိုလိုအပ်တယ်လို့ပြောလိုက်တဲ့အခါမှာတော့ဂျင်ဆောင်းလည်း ျက်ရည်အရွှဲသားနဲ့ခွန်အားဟုတ်လားဒီလိုခွန်အားမျိုးကိုလိုအပ်တယ်ပေါ့ယူနေတဲ့လူသက်သမားတယောက်ရဲ့ခွန်အားကိုလီဆိုပြီးအုံငိုရင်ပြောနေတဲ့အခါလီရှင်းကအချင်းဆောင်မျက်နှာကိုအသာမလိုက်ပြီးငါတို့ပထမဆုံးတွေ့ခဲ့တဲ့အချိန်ကိုမှတ်မိလားကိုကိုကိုအရှုံးမပေးလိုက်ပါနဲ့တိုးတက်ဖို့အတွက်စိတ်ဝိညာဉ်ရဲ့လုံနိုင်စွမ်းတွေမှာယုံကြည်တဲ့လူတွေကိုငါတို့လိုအပ်တယ်လို့ပြောနေတော့ထိုအဖြစ်ကိုကြည့်နေတဲ့ဆင်းရုံကစိတ်ထဲစိတ်ဝိညာဉ်တွေရဲ့တိုးတက်မှုဟုတ်တယ် အထူးရောင်ကြောင့်ဂိမိသားစုထဲမှာသူတို့ကမင်းကိုမင်းရဲ့စိတ်ဝိညာဉ်ပေးလာတဲ့လမ်းကြောင်းကိုတိတ်တိတ်လေးလိုက်ဖို့တင်ပေးတယ်။ငါကငါရဲ့ဘဝကိုကိုယ့်နောက်ကိုမဟုတ်ပဲစိတ်ဆွာနောက်ကိုလိုက်ပြီးပဲနေခဲ့တယ်။ငါငါရဲ့စိတ်ဆွာကငါဘဝကိုလိုက်အမိတ်ပေးနေတာကိုစက်မခံတော့ဘူး။ဆိုပြီးအသွေးထဲကြောက်တိုင်ထူလိုက်ပါတယ်။ထိုချိန်ဂျင်ဆောင်ကစိတ်ဝိညာဉ်ရဲ့တိုးတက်မှုကျွန်တော်စိတ်ဝိညာဉ်ကလူသက်သမားရဲ့ဟာပါ။ လူသက်သမားရဲ့စိတ်ဝိညာဉ်ကိုဘာကတိုးတက်သွားစေမှလဲလို့ငိုယိုရင်ပြောတဲ့အခါလီရှင်းကဒီအခြေအနေကြောင့်ဖြစ်ခဲ့တဲ့ဆုံးရှုံးမှုတွေအကုန်လုံးကိုမင်းသိလားအသက်ခံရသူက12000လောက်ရှိတယ်မျိုးလေကဖြစ်စီခံရမှုကြောင့်ငွေကြေးဆုံးရှုံးမှုခန့်မှန်းကြီးက1.34 trillion ပဲအဲ့ဒါကတာမန်တီးသူတွေလုံးဝစိတ်မကူးနိုင်တဲ့မယုံကြည်နိုင်လောက်တဲ့ဆုံးရှုံးမှုတွေပဲဒါပေမဲ့တတ်တာပတ်ကျင်ဆောင်မင်းကဘေးအန္တရာယ်ကိုတားပြစ်ခဲ့တယ် အဲ့တော့ငါဒီနိုင်ငံရဲ့အကြီးအကဲတယောက်အနေနဲ့မဟုတ်ဘူးဒီနိုင်ငံရဲ့တည်သူတယောက်အနေနဲ့ဆိုကမတ်သက်ထရက်လိုက်တဲ့အတွက်ဂျင်းဆောင်ကအထိတ်တလန်းနဲ့အကြီးအကဲဒါဘာလို့မလို့လဲလို့ပြောနေတော့လီရှင်းကငါမင်းကိုတကယ်ကျေးဇူးတင်ပါတယ်ဆိုကဥညွတ်အလေးတူတော့နောက်မှရှိနေတဲ့လီရှင်းလောက်ကနိုင်ငံတော်ရဲ့အကြီးဆုံးအဖွဲ့အစည်းကလူတွေအားလုံးကပါဥညွတ်အလေးတူကြပါတယ်ထို့သောအကုန်လုံးအလေးတူနေတဲ့အတွက်ဂျင်းဆောင်လည်းပီးလေးမျက်ရည်တွေကျနေပြီးစကားပြန်မပြောနိုင်အောင်ထိနေပါ ပါတယ်။ဒီပိုင်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။လီရှင်းတို့ကိုဂျင်ဆောင်ဘလို့တုတ်ရမလဲ။သူ့ရဲ့လူသက်သမားစိတ်ဆွမ်းအားကိုနိုင်ငံတော်အတွက်အသုံးပြုဝေးမလားဆိုတာကိုတော့နောက်ပိုင်းလေးမှာဆက်တွေ့ပါမယ်။အားလုံးပဲကျေးဇူးပါ။